ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ထာဝရဘုရား၌ထူခြားသောသူဆိုရက်ကောင်းစင်လေးနဲ့ခေါ်ပေးတော်မှာဖြစ်ပါရယ်။တောလျာကျမ်းအခန်း14စာပိုက်24ကိုဖတ်ပါမယ်။ငါ့ကြုံကာလက်မူကထူခြားသောသဘောရှိ၍ငါနောက်တော့လုံလုံလိုက်သောကြောင့်သူသွားခဲ့ပြီးတော့ပြီတော့သူ့ကိုငါဆောင်းသွင်းသည်ဖြင့် တို့တာမီတို့ဒီအမွေခံရကြလိမ့်မည်လို့ပြောရတွေ့ရတယ်။ဒါဟာနော်မောရှေကဒီခါနန်ပြည်ကိုဆူဆမ်းဖို့အတွက်အမျိုး12မျိုးမှာလူ12ယောက်ကိုဒီတဆူအနေနဲ့လွှတ်လိုက်တာ။လွှတ်လိုက်တဲ့အခါမှာသူတို့ရက်ပေါင်း40သွားဆူဆမ်းတယ်။သွားလစ်လာတာပေါ့။ဒါကိုကဘာမှာတော့ထောက်လိုင်းလောကမှာတော့မောဆက်ရဲ့ တော့ထောက်လန်းရေးကဘာမှာရှေးချဆုံးထောက်လန်းရေးလို့မှတ်တမ်းတင်ထားတာတွေ့ရတယ်နော်အဲ့ဒါသူတို့ပြန်လာတယ်ပေါ့ပြန်လာတဲ့ခါမှာသူတို့သတင်းအသီးသီးကိုသူတို့တင်ပြကြတဲ့ခါမှာသူတို့ဝင်စားရမယ်၊သွားတက်ရမယ်၊သွားသိမ့်ပတ်ရမယ်ခါနံပီဟာနော်လူတွေကလည်းအကောင်ကြီးကြီးတွေပြီးရင်ဟာလာစစ်တပ်တွေလည်းအခိုင်အမာရှိတယ်၊မြို့ရိုးကြီးတွေလည်းအခိုင်အမာရှိတယ် အင်အားလည်းတောင့်တင်းတဲ့စီးပွားရေးအင်အားငွေကြေးမျိုးစုံပေါ့နော်သူတို့ထက်အပြစ်သက်ရန်သူကအင်အားကြီးမားတယ်တားတယ်ပေါ့အဲ့လိုဖြစ်တဲ့ခါမှာဟိုဂျန်နဆယ်ယောက်ကအဲ့ဒီမကောင်းတဲ့သတင်းကိုဧတရီလာလူမျိုးတွေကိုပြောတယ်ငါတို့မနိုင်ဘူးတဲ့အဲ့ဒါကြောင့်ငါတို့ကြုံခံခဲ့တဲ့အေကုတ်တုပြူသွားဖို့အတွက်လူတယောက်ရွေးမယ်တဲ့ပြန်ကြရအောင်ဆိုပြီးတော့မှ သူတို့လောက်ကြတယ်ပေါ့အဲ့ချိန်မှာဒီကာလကဘာပြောလဲဆိုတော့ငါနောက်တော့လုံလုံလိုက်တယ်လို့ပြောနော်ကာလကဘာပြောလဲဆိုစာပိုက်အခန်း73စာပိုက်30မှာကာလကလည်းချက်ချင်းခြေသွား၍ထူပြီးကိုတင်းอยู่ကြဆိုအောင်နိုင် ကောင်းတယ်ဟုဆို၍မောရှိရှေ့မှာလူများတို့ကိုငိမ့်စေ၏ အလုံးကမနိုင်ဘူးငါတို့ပြန်လှည့်မယ်လို့ပြောနေတဲ့အချိန်မှာကာလကအခုချက်ချင်းတွားပြီးတိမ်းရအောင်လို့ပြောပါတယ်ဆရာအရာကိုထောက်တော့ဖះကငါကြုံကာလကထူချားသောသဘောရှိတယ်သူများလည်းမတူထူချားတယ်ငါနောက်တော့လုံလုံလိုက်တယ်လို့ပြောတယ်ငါနောက်တော့လုံလုံလိုက်တယ်ဆိုတာအတိတ်ဘယ်ကဘာလဲလို့ပြောရင်ဒီခန္ဓာပီကို ကြုံခံနေတဲ့နေရာနေခေါ်လာတဲ့သူရှေ့ရနဲ့အိုးဆောင်တဲ့သူဟာထောင်ရဖျားဖြစ်ပါတယ်နော်တော့လေအဲထွမြောချန်ခံ34မှာဆိုငါ့ကောင်းမွန်ခြင်းရှိသမျှကိုတင့်ရှင်းမှာငါသွားစင်မယ်တဲ့အဲ့လိုပြောတယ်နော်ဆိုတော့ဟာလာ33မှာ sorry နော်ထွမြောချန်ခံ33မှာဖျားသခင်က ကောင်းကင်မှန်ကိုမင်းတို့ရှေ့ကငါလွတ်တယ်တဲ့သူတို့ပြောတယ်မောရှေကကိုရောကိုရင်လိုက်ပါတဲ့အဲ့တော့ဟိုထာဝရဘုရားပြန်ပြောတာနော်ထာဝရဘုရားကလည်းငါကောင်းမွန်ခြင်းရှိသမျှတို့တင့်ရှိ၌ငါလျှောက်သွားစီမည်သူတို့ပြောတယ်ပြောချင်တာကတော့ဘုရားကရှေ့ကဦးဆောင်သွားတာဖြစ်တယ်အဲ့တော့အဲ့ဒီခန္ဓာပြူသူကဦးဆောင်ပြီးခေါ်လာတာဖြစ်တယ်အဲ့ဒါကိုလူတစ်ချို့က အခက်အခဲပြဿနာနဲ့တွေ့တိုင်းမှာစိတ်ပြတ်တယ်အမျိုးမျိုးညှိတွားတယ်မကောင်းတဲ့ဘက်ကရှို့တောင်းနဲ့ညှိတွားတယ်ပြီးရင်ဖျောက်ပုံကန်တဲ့စကားပြောပြီးတော့နောက်ပြန်လှည့်ဖို့ပဲလုပ်တယ်ဒီစကြိမ်လေးတတိုင်းပဲနော်နောက်ပြန်လှည့်ဖို့လုပ်တယ်ဒါပေမဲ့ကာလတ်နဲ့ယောရှုကတော့သူကငါနောက်တော့လုံးလုံးလိုက်တယ်တဲ့ဘုရားသခင်ကနော် ထူးခြားတဲ့သဘောရှိတယ်။အဲ့တော့လုံလုံလက်တယ်ဆိုတာကစခေါ်လာကလေးကဖယားခေါ်တယ်။နော်အခက်ခဲတွေ့လဲစိတ်မပြတ်ဘူးဆက်ပြီးတော့လိုက်တယ်။ခက်ခက်ထက်တွေ့တယ်စိတ်မပြတ်ဘူးဆက်ပြီးတော့လိုက်တယ်။နောက်ဆုံးမှာခန္ဓာပြူသိမ့်ဖို့လို့တဲ့ခါမှာလဲဘလို့မှသူတို့ရဲ့အတိုင်းတာနဲ့မအောင်နိုင်ဘူး။တိုင်မဲ့ဘလောက်ပင်ရန်သူအင်အားကြီးမစေ ဘလို့ပင်မဖြစ်နိုင်တဲ့အခြေအနေရှိပါစေဘုရားသခင်ဥဆောင်တော့ကြောင့်ငါဆွတ်လိုက်မယ်နော်ဆိုပြီးတော့မဆုံးဖြတ်တာနော်အဲ့ဒါကိုငါနောက်တော့လုံလုံလိုက်တယ်ပြောတာဖြစ်ပါတယ်နော်စပတ်စလေးမှာလည်းအဲ့လိုပုံကန်ကြတဲ့ခါမှာသူတို့ကဘာပြောလဲဆိုတော့ထာဝရဘုရားမပုံကန်ကြပါနဲ့ထိုးပြသူပြသားတို့ကိုမကြောက်ကြနဲ့သူတို့ဒီငါတို့စားเสียဖြစ်ကြ යි တို့နဲ့အမိတကယ်မရှိထာဝရဘုရားသည်ငါတို့ဖက်နဲ့ရှိတော်မူ၏တို့ဖြင့်တို့ကိုမကြောက်ကြနှင့်ပြောဆိုကြလေတော်ကဲယောရှုနဲ့ကာလကနော်လူတွေအားလုံးကကြောက်တယ်ငါတို့တေဖို့တော့ဒီခေါ်လာတာလားစောစည်းကြတဲ့ငါတို့ကြုံခံနေကောင်းတယ်လို့ငါတို့ပြောသားပဲဘာလို့ဒီခေါ်လာတာလဲမောရှေကိုအပြစ်တင်နေကြတာအဲ့ချိန်မှာတို့နှစ်ယောက်ကတော့မဟုတ်ဘူးတဲ့မကြောက်ပါနဲ့တို့တဲ့ဖယောင်းမပုံကန်ကြပါနဲ့ အဲ့တော့သူတို့မှအဲ့ဒီရန်သူမှအမိတကယ်မရှိဘူးသူတို့မှငါတို့လိုနော်အားကိုးစရာထောင်ရဖျားမရှိဘူးလို့ပြောချင်တာသူတို့အမိတကယ်တော့ရှိတော့မြို့ရိုးတွေအမိတကယ်ရှိတာပေါ့လက်နဲ့တည်းရှိတော့ပတ်စံတွေရိတ်ခါတွေရှိတာပေါ့အင်းအားရှိတာပေါ့သူတို့အမိတကယ်ဒီမှာပြောတယ်သူတို့မှအမိတကယ်မရှိဘူးဆိုတာအဲ့ဒီအမိတကယ်ကိုပြောတာမဟုတ်ဘဲနဲ့အရာခတ်တဲ့ုံတဆွမ်းနိုင်တဲ့ ထာဝရဘုရားသူတို့ဘက်မှာမရှိဘူးငါတို့ဘက်မှာရှိတယ်အဲဒါကြောင့်ထာဝရဘုရားနောက်ကိုဆက်လိုက်ကြရအောင်သူတို့တိုက်တွန်းတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အခက်ခဲပြဿနာတွေ့တိုင်းမှာမိတ်ဆွေတင်လဲဣသရေလလူမျိုးကဲ့သို့ညှိတွားပြီးတော့မှနော်ဖယောက်ပုံကန်နေသလားကိုယ့်ကိုစစ်စစ်ကြည့်ပါကာလကတော့ယောရှုနဲ့ကာလကတော့ဖျားခဲ့ငါ့နောက်တော့လုံလုံလိုက်တယ်တဲ့ အဲ့တော့ဘုရားသခင်၌ထူခြားသောသဘောထူခြားသောသူဆိုတာကအခက်ခဲဘလောက်ရှိရှိနော်စိတ်ပြည့်စရာဘလောက်ပဲတွေ့တွေ့ဘုရားနောက်ကိုပဲဆက်လိုက်တပ်တရှိရုံရုံချင်းချင်းနဲ့လိုက်ရဲတဲ့လို့ရှောက်ရဲတဲ့သူဖြစ်ပါတယ်လောကကြီးမှာယေရှုကိုယ်တိုင်ကပြောပါတယ်သင်တို့ဒီဆင်းရဲဒုက္ခခံကြလိမ့်မယ်တုတ်တော်လည်းမဆိုးရင်နဲ့ငါငါဒီလောကအောင်ပြီလို့ပြောပါတယ် အပြစ်တရားဒီလောကကြီးမှာမိတ်ဆွေနော်သင်ဒီလောကမထွက်သွားမချင်းအခက်ခဲပြဿနာဆိုတာအစင်မရှိနေမှာဖြစ်တယ်ဘလောက်ပဲရှိရှိဖယားနောက်တော့ဆက်ပြလိုက်ပါအဲ့ဆိုရင်သင်ဟာဖယားခင်ထရဖျားနိုင်ထူချားတော်သူဖြစ်လိမ့်မယ်နောက်ဆုံးမှာယောရှုအခန်း၁၄မှာဆိုရင်တော့ကာလကဒီဧသရေလလူမျိုးတွေကြောက်တဲ့အနာကတွေနေတဲ့ ခေပြုံကိုနော်ဘုရားသခင်ကတဲ့မင်းနင်းခဲ့တဲ့မြို့မြို့ငါပေးမယ်ဘာဖြစ်လဲဆိုတော့မင်းကထူချားတော်သူဖြစ်တယ်ငါ့နောက်ကိုလုံးလိုက်တယ်သူကျွန်တော်ဂရိပေးတယ်တဲ့အဲ့ဒီတောင်ပေါ်မှာအာနကတ်ရှိချောင်းကိုရလက်တည်တယ်ယောရှုသူပြောနေတာအဲ့ဒီမြို့ကျွန်တော်ပေးပါတယ်ကျွန်တော်သိမ့်မယ်စဉ်းစားကြည့်နော်အဲ့တော့ဟောလူရအလွန်ကြောက်တယ်နောက်ပြန်လှည့်မယ် ်အဓိကအဲ့အာနကတွေအကောင်ကြီးတာလူဘလူးကြီးတယ်အဲ့ရအကောင်မရွေးပြီးတော့မှကျွန်တော်သွားသိမ့်မယ်ဒီလိုပြောပါတယ်အဲ့ဒါကဘာလို့နေရလဲသူ့ကိုယ်သူတတိရှိလုံးလို့မဟုတ်ပါဘူးဘုရားရဲ့နောက်ကိုလိုက်နေခြင်းဖြစ်ပါတယ်အဲ့တော့တိမေရဲ့လွှမ်းမိုးတော့ကြိုင်တဲ့သူရှောက်တော့တော့လေဘေးအန္တရာယ်မကြောက်ပါဘာဖြစ်လို့လဲတိုးထိုင်းကဥဆောင်သွားတာဖြစ်ပါတယ်ဥဆောင်ဒီနေ့ သင်တွေ့ကြုံအပြဒနာအခက်ခဲကြောင့်မကြမ်းမချင်းလားမိသားစုပြဒနာလားနော်ဆောက်ဝင်နေလားဟိုတိုင်းပြည်ရလားမြို့မြို့ပေါ့အဲ့ဒီကိုသင်ရောက်နေတာဟာမတော်ရဆရောက်နေတာမဟုတ်ဘူးဘုရားသခင်သင်ဥဆောင်ပြီးခေါ်တော့ရတယ်ဆိုတော့ဒီနေ့ကိုကိုတရိယပါနော်တရိယပါဆက်ပြီးတော့မှလိုက်ပါအဲ့ဒါဆိုရင်တော့ဘုရားသခင်နောက်တော့လုံးလုံးလိုက်တော့သူဖြစ်ပါတယ် အဲ့ဒါဆိုတော့ထာဝရဘုရားနဲ့တင်ထူချားတော်သူဖြစ်ပါတယ်။တင်တင်တင်တယောက်တည်းအဲ့ဒီပြီးတော့ဘုရားသခင်နိုင်ငံတော်အမွေကိုခံရမှာမဟုတ်ပါဘူး။ကာလကသူ့ရဲ့သားမီးတွေပါအမွေခံရတယ်တဲ့။ကာလကယူဒာအမျိုးဖြစ်ပါတယ်။ဒီနေ့ယူဒာအမျိုးပါပြုလို့နာမည်ကြီးလာလေလို့ပြောရင်အဲ့နံပါတ်၁ကာလကစာနော်အဲ့တော့တိုင်းလိုက်တဲ့မြို့ကတည့်ရ20တောင်ရှိတယ် စဉ်းစားကြည့်နော်အဲ့တော့တချို့တွေမသိနေသူ့အမိတော်ပြတ်နော်ပြည့်ရတယ်သူတို့တွေ့ရတယ်နော်ဒီဘာတူလဲဆိုရင်တော့နော်ဟိုမျှပေးရတာပေါ့နော်မိကျဲလုံးလို့လေမျှပေးရတာရှိတယ်ရှင့်မောင်အမျိုးဆိုရင်တော့ယူရရဲ့နေမီလေးမှာပြန်ပြီးတော့မှကတ်နေရတယ်ဘွားရောက်တယ် ဘာမလဲဆိုတော့အမွေနင်းခဲ့တဲ့မြေကိုအမွေခံရမယ်မင်းနဲ့မေတ္တာမိတဲ့အမွေခံရမယ်ဆိုတော့ဂရိတော်ဟာနော်တကယ်တမ်းကျတော့ဒီကာလကသူအစွမ်းတက်တဲ့ရှိလွန်းလို့ရတာမဟုတ်ပါဘူးဖျားနောက်ကိုယုံယုံကြည်ကြည်နဲ့လိုက်တော့ကြောင့်ရချင်းတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လူကပတ်တော်အဖြစ်နော်အခက်ခဲပြဿနာဟာတင့်အတွက်ကြာရှုံးဖို့မဟုတ်ပါဘူးတင်အောင်မြင်ဖို့ဖြစ်ပါတယ် တဲ့ရန်သူဟာတဲ့ဆားเสียဖြစ်ပါတယ်သူအတွက်ဘသူနောက်လိုက်ရမလဲဖျားသခင်နောက်သူလိုက်ပါတောက်လျှောက်လိုက်ပါအဲ့ဒါဆိုလုံးလုံးလိုက်ချင်းဖြစ်တယ်မလောက်ဘဲကက်ပစစ်ဆက်ပြီးလိုက်ပါယုံကြည်ခြင်းနဲ့အဲ့ဆိုဖျားသခင်နဲ့တဲ့ထူချတော့သူဖြစ်တယ်တင်းနင်းတဲ့မြေတိုင်းကိုတင်းနဲ့တင့်တမ်းမြေအမွေခံရလိမ့်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်ဖျားသခင်နဲ့တင်းတော့အလုံးကောင်းချီးပေးပါစေတော့အာမင်